မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာဒီမိုကရေစီကောင်ဆောင်ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးရန်ဂျပန်ဒုတိယနိုင်ငံသားဥဝင်ကြီးတောင်းဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာဒီမိုကရေစီကောင်ဆောင်ဒေါအောင်ဆန်းစုကြည်အပါအဝင်ဖမ်းဆီးထိန်းသိမ်းခံရသူများကိုလွှတ်ပေးရန်ဂျပန်အစိုးရဒုတိယနိုင်ငံသားဥဝင်ကြီးတက်ကူမမယားချေကတောင်းဆိုလိုက်ပါတယ်ဂျပန်နေ့အောက်တိုဘာ၁ရက်နေ့မိုးလွယ်ပိုင်းဒုတိယဂျပန်နိုင်ငံသားဥဝင်ကြီးချက်ကူမမယားချေက မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုပံ့ပိုးကူညီနေသောဂျပန်ပါလီမန်အဖွဲ့နှင့်တွေ့ဆုံစဉ်အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါသည်ဂျပန်ဒုတိယဝန်ကြီးမယာရှိကမြန်မာနိုင်ငံတွင်ဆိုရွားနေသည့်အခြေအနေနှင့်ပတ်သက်၍အလေးအနက်ဆိုရင်ကြောင့်မြန်မာနိုင်ငံတွင်အကြံဖတ်မှုများကိုချက်ချင်းရပ်တန့်ရန်ဒေါအောင်ဆန်းစုကြည်အပါအဝင်ထိမ့်သိမ်းခံထားရသူများကိုလွှတ်ပေးရန်နှင့်ဒီမိုကရေစီနိုင်ငံရေးစနစ်ကိုအမြန်ဆုံးပြန်လည်ထူထောင်ရန်မြန်မာစစ်တပ်ကိုတိုက်တွန်းကြောင်းပြောဆိုသွားပါသည် မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးအထောက်အကူပြုဂျပန်ပါလီမန်အဖွဲ့ကစက်တင်ဘာ30ရက်နေ့ကျင်းပခဲ့သည့်မြန်မာအရေးအစီအဝေးဆွေးနွေးချက်များအပေါ်အခြေခံပြီးမြန်မာဒီမိုကရေစီအသွင်ကူးပြောင်းရေးအကောင်းလာစေရေးကူညီဆောင်ရွက်ပေးရန်တောင်းဆိုစာကိုဂျပန်အစိုးရထံသို့ပေးအပ်ခဲ့ပါသည်။ရှင်းအပြင်တွေ့ဆုံမှုတွင်ဂျပန်ဒုတိယဝန်ကြီးမယာချီကမြန်မာနိုင်ငံရှိပြည်သူများ၏အခက်အခဲများကို ကူညီပံ့ပိုးပေးမည်ဖြစ်ပြီးမြန်မာပြည်သူများ၏အသက်မူဝမ်းကြောင်းမှုတိုးတက်ကောင်းမွန်လာစေရန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများတက်ကြွစွာပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းနိုင်ငံတကာအသိုင်းအဝိုင်းနှင့်ပူးပေါင်းပြီးမြန်မာကြက်တဲကိုဖြည့်ရှင်ချော်လွှားနိုင်ရေးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပါသည်ဆက်လက်ပြီးစစ်ကော်မရှင်ကစစ်မှုထမ်းဥပဒေအပအဝင်တက်သားအဖြစ်အတင်းအဓမ္မစုဆောင်ထားသူများကိုမူးယစ်ဆေးဆွဲစေ၍လူသားတိုင်းအဖြစ်အသုံးပြုနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည် အာနာသိန်းစစ်ကော်မရှင်က၎င်းတို့ပြဋ္ဌာန်းထားသော ပြည်သူစစ်မှုထမ်းဥပဒေအပါအဝင်တပ်သားတွေအဖြစ်အတင်းအဓမ္မစုဆောင်းထားသူများကိုမူရစ်စေဆွဲစေပြီးတိုက်ပွဲများတွင်လူသားတိုင်းတစ်ဖွဲ့အုံပြုကာအသေးခံခိုင်းနေကြအမျိုးသားညီညွတ်ရေးအစိုးရ NUG EOS နှင့်တော်လှန်ရေးအင်အားစုများထံမှသိရပါတယ် ခုခံတော်လှန်မှုကြောင့်တပ်အင်အားလျှော်နေလာသောစစ်ကော်မရှင်သည်နိုင်ငံတော်ဝန်စစ်ရှိန်မြင့်ဘုံကျဲတိုက်ခိုက်နေသလိုမြေပြင်စစ်ကြောင်းများထိုးရာတွင်လည်းထိုးကဲ့သို့အမိန်ပေးလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းအလင်းဝင်လာသည့်စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကတပ်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းများထံထွက်ဆိုထားပါသည်အဆိုပါအခြေအနေများကိုကရင်ရှမ်း၊ရခိုင်တချင်း၊စကိုင်းစသည့်ဒေသများရှိတိုက်ပွဲများတွင် တွေ့ရှိရပြီးလက်ရဖမ်းဆီးရမိသည့်စစ်တုံးပန်းများ၌လည်း အသိစိတ်ကင်းမဲ့သည့်အထိမူရစ်စေဝါသုံးဆွဲထားသူအများစုပါဝင်နေကြောင်း NUG ဝန်ကြီးချုပ်ယုံမှပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ဤပြောဆိုချက်အရသိရပါသည်။ဒါကြောင့်အာရမစစ်သားစုဆောင်ခံချရသူတွေအနေနဲ့မူရစ်စေဆွဲပြီးရှေ့တန်းမှာအသက်အသေးခံချရတဲ့အထိမမိုင်မဲပဲရာရာနီနဲ့တော်လန်ရင်အင်အားစုတွေစီပူပေါင်းကြဖို့တိုက်တွန်းပြောကြလိုတဲ့ဟုဦးနေဖုံးလက်ကအောက်တိုဘာတရက်တွင်ပြည်သူ့နှင့်နိုင်ငံတကာသို့သတင်းစကားပြောကြရ၌ထည့်သွင်းပြောဆိုခဲ့ပါသည်။ စစ်ကော်မရှင်သည်စစ်ရှုံးလာမှုကြောင့်ဒေသခံပြည်သူများကိုဖမ်းဆီးချုပ်နှောင်လူသားတိုင်းတပ်ဖွဲ့အုံပြုနေတယ်လို့တပ်သားများကလည်းမူရစ်စေးတုံတိုက်ခိုက်ခိုင်းသဖြင့်စစ်မှုထမ်းစုဆောင်မှုများတဲ့မပါဝင်စေရန်အထူးကယူပြုတင်ကြောင်းတော်လန်ရေးအင်အားစုများကအသိပေးပြောဆိုထားပါတယ် ထို့အတူအကြောင်းအမျိုးမျိုးကြောင့်အတင်းအာဓမစစ်မှုထမ်းခိုင်းစီခံခဲ့ရသည့်စစ်ကော်မရှင်တပ်သားများအနေဖြင့်မိမိတို့နှင့်နီးစပ်ရာတော်လန်ရေးတပ်များထံသို့ရာရာနီဖြင့်လက်နက်ချအလင်းဝင်ပူပေါင်းကြရန်ကရင်မျိုးသားအစည်းအရုံး KNU နှင့် EOS များကတိုက်တွန်းအပြီးပေးထားပါသည် လက်ရှိတွင်စစ်ကော်မရှင်သည်အသက်မပြည့်သူများအသက်အရွယ်ကြီးရင်သူများပါမကြံပြည်သူများကိုနေရာဒေသနှိမ့်ညမရွေအတင်းအာဓမလိုက်လံဖမ်းဆီးဝင်ကြီး၍တပ်သားတစ်စုဆောင်နေသလို၎င်းတို့၏ပြည်သူစစ်မှုတန်းစစ်တင်တန်းသည်လည်းအမတ်စဉ်18ရက်ရောက်ရှိနေပြီးတင်တန်းစစ်တပ်သားတင်များကိုရှီတန်းပို့ဆောင်နေကြောင်းသိရပါသည် ဆက်လက်ပြီးမြမအကြက်တဲ့အတွက်အားလုံးပါဝင်တဲ့အဖြစ်ရှာဖို့ VNN တိုက်တွန်းနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ပြည်ပခမှာပါဝင်တဲ့မြမနိုင်ငံရှိအဖွဲ့အစည်းအလုံးအကြံဖတ်မှုတွေအဆုံးသတ်ပြီးအားလုံးပါဝင်ပြီးတရှိခန့်သောအဖြစ်ခက်ရစေမှုရရှိရေးလှုံ့ဆော်ကြဖို့ကုလသမဂ္ဂဆိုင်ရာ VNN ဒုတိယအမြဲတမ်းကိုယ်စားလှယ်ဦးရင်ဟောင်းဦးရင်ကတောင်းဆိုလိုက်ပါတယ်။ ရကိုင်းပြည်နယ်မှာပြည်ပခဖြစ်ပွားရတဲ့အကြောင်းရင်းကိုဖြေရှင်းဖို့ဒုက္ခသည်တွေဘေးကင်းစွာနဲ့ဆန္ဒအလျောက်နေရက်ပြန်နိုင်ဖို့နဲ့လူနေစုတွေကိုလူသားချင်းစာနာမှုအကူအညီပေးဖို့လိုအပ်တယ်လို့ကုလသမဂ္ဂအထွေထွေညီလာခံမြန်မာနိုင်ငံရှိရိုဟင်ဂျာနဲ့အခြားလူနေစုတွေရဲ့လူအခွင့်အရေးအခြေအနေဆိုင်ရာအဆင့်မြင့်အစည်းအဝေးမှာမိန့်ခွန်းအတွင်၎င်းကထည့်ပြောခဲ့ပါတယ် မြမအရေးမြေတိဖြည့်ရှင်ဒီကမဆိုမြမနိုင်ငံရဲ့လွတ်လပ်ရေးအချုပ်ချာအာဏာပိုင်နဲ့နယ်မြေတည်တံ့မှုနဲ့ဒီသူတွေရဲ့ကုတ်ကံကြမှာကိုဖန်တီးခွင့်ကိုလေးစားသမှုရှိရမယ်လို့သူကစက်ပြောပါတယ်။အာဆီယံဘုံသဘောတူညီချက်၅ရက်ထိရောက်စွာဖော်ဆောင်ဖို့အရေးကြီးတယ်လို့သူကဆိုပြီးတွေ့ဆုံမှုမြင့်တင်တဲ့အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံနဲ့မြမနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်တို့ကိုချီးကျူးခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံကအာဆီယံဒေသမှာငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုရဖို့တက်ကြွစွာကူညီဖို့ငူးရင်ဟောင်းကကတိပြုခဲ့ပြီးမြန်မာနိုင်ငံရှိအဖွဲ့အစည်းအလုံးကြားယုံကြည်မှုတည်ဆောက်ဖို့နဲ့တွဲဆုံမှုတိုးမြင့်ဖို့တိုက်တွန်းလိုက်ပါတယ်။တာရှည်နေပြီဖြစ်တဲ့မြန်မာပြည်ပခအတွက်ငြိမ်းချမ်းသောအဖြစ်တစ်ခုရှာဖို့အရေးတကြီးလိုအပ်နေကြောင်းကုလသမဂ္ဂအထွေထွေညီလာခံအကြိမ်80မြောက်အစည်းအဝေးရဲ့ဥက္ကဋ္ဌအန်နာလီနာဘာဘုတ်ကမိမောင်းထုတ်ပြခဲ့ပါတယ်။ အကြံဖတ်မှုတွေအဆုံးသတ်ပြီးငြိမ်းချမ်းရေးရရှိရေးအာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုလိုင်းနာပြီးအကောင့်ထဲဖော်ပုံမြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်ပေါ်တမန်ဟာရှင်ကအလေးထားပြောခဲ့ပါတယ်မြန်မာပြည်ပခန့်မှာအလုံးပါဝင်သောနိုင်ငံရေးအဖြေရှာဖို့နဲ့မူဆလင်နဲ့အခြားလူနည်းစုတွေရင်ဆိုင်နေရတဲ့လူသားချင်းစာနာမှုအခြေအနေတွေကိုမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ်ဂျူလီဗီရှော့ကရှင်းပြခဲ့ပါတယ်။ ဆက်လက်ပြီးမမော်တွင် KIA ပူးပေါင်းတပ်ကလက်လွတ်လိုက်ရသောစစ်တပ်စကန်တချို့ကိုပြန်လည်သိမ်းပိုက်တိုက်ပွဲတွင်စစ်တပ်ဘက်မှတိစုံမှုများပြပြီးတိုက်ပွဲများဆက်လက်ပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်မမော်မြို့သိမ်းတိုက်ပွဲတွင် KIA ပူးပေါင်းတပ်ကလက်လွတ်လိုက်ရသောအကြံဖက်စစ်တပ်တပ်စကန်အချို့ကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။စက်တင်ဘာလ24ရက်နေ့တွင် မမော်မြို့ရှိတုံမှန်စကန် ရွှေပြည်သာစက္ကန့်နှင့် KBC ဖရာကြောင်ကုန်းတို့ကိုအကြံဖတ်စစ်တပ်အမှတ်၁၁တပ်မတော်စီးတက်ရင်မဆာရနီအမှန်ငါဆက်သွယ်ရေးတပ်တို့ကစစ်ကြောင်၂ကြောင်ဖြင့်ထူးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် KIA ပူပေါင်းတပ်ဖွဲ့များကစုခွာပေးခဲ့ရကြောင်းသိရပါသည်။ထို့သောစုခွာပေးလိုက်ရသောစက္ကန့်တုံးကို KIA ပူပေါင်းတပ်ဖွဲ့ကတံပြန်ထူးစစ်ဆင်တိုက်ခိုက်ခဲ့ရာဂျမန်နီအော်တိုဘာလာတရနေ့ညနေပိုင်းတွင်ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးစစ်တပ်ဘက်မှ90ကျော်တိုက်ဆုံကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ ဗမော်မားဆရဆက်တင်နေစာသားရ၅ဘက်ကနေစစ်ခွေးတွေစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးစစ်စင်တိုက်ခိုက်လို့စုပ်ပေးလိုက်ရတဲ့၃မိုင်ရွှေပြည်သားနဲ့ KBC ဖရဲအကြောင်းကုန်းတွေကိုမနေ့ကညနေပိုင်းမှာကျွန်တော်တို့ KIA ကပြန်သိမ်းပိုက်လိုက်ပြီးဗမော်တိုက်ပွဲကတော့ပြင်းထန်နေတဲ့စစ်တပ်တပ်စခန်းအချို့ကို KIA ပြန်သိမ်းပိုက်လိုက်ပါတယ်စစ်တပ်ဘက်ကတိုက်စုံသူများပြားတဲ့စစ်ခွေး90ကျော်လောက်တိုက်စုံနိုင်ပါတယ်ဟု KIA ရှီတန်သတင်းရင်းမြစ်ကပြောဆိုပါတယ် ဗမောမျိုးသိန်းတိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလပိုင်းမှာစတင်၍ KIA ပူးပေါင်းတပ်ဖွဲ့များကဆင်ရွေနေခြင်းဖြစ်ပြီးလက်ရှိချိန်ထိတိုက်ပွဲများနေ့စဉ်ပြင်းထန်နေစေဖြစ်ကြောင်းသိရှိရပါသည်။ဆက်လက်ပြီးလူနဲ့လက်နက်ခဲယံအင်အားမများလို့ကြောင်မင်းမျိုးကခိတ္တဆုတ်ပေးလိုက်ရတယ်လို့ TNLA ပြော။ ကျောင်းမင်းနောင်ရှိုးတိုက်ပွဲသင်ငန်းစာယူပြီးပြန်လည်သုံးသက်ပြင်ဆင်သွားမယ်လို့ဆိုစစ်တပ်ကိုတိုက်ခိုက်ရန်ရှမ်းမြောက်ကလက်နက်ကင်တပ်ဖွဲ့တွေအပြင်တော်လန်ရေးတပ်တွေအားလုံးကိုလည်းဖိတ်ခေါ်ရတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကျောင်းမင်းမျိုးကနေစုခွာပေးလိုက်ရပြီးလူအင်အားနဲ့လက်နက်ခဲယံမများတာတာကြောင့်ဆက်လက်ခုခံဖို့ခက်ခဲနေတာကြောင့်ခိတ္တဆုပ်ပေးလိုက်ရတယ်လို့တအောင်တက်မတော် TNL ကပြောကြားထားပါတယ်။ တက်ဆုတ်ထားပြီးအခြေအနေမျိုးဖြစ်ပါတယ်။လောလောဆယ်မှာတော့မျိုးတွင်းထဲမှာဆိုစစ်ကောင်စီတပ်ကဝင်ရောက်ပြီးတော့မှထိန်းချုပ်နိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်လို့တောင်တက်မတော် TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွှေးရည်ဦးကသတင်းဌာနကိုပြောပါတယ်။တနစ်ကြော်သိမ့်ပိုက်ထိန်းထုတ်ထားခဲ့တဲ့ကြောင်မင်းမျိုးကနေ TNL တက်တွေအော်တိုဘာ၁ရက်မှာစုတ်ခွာပေးလိုက်ရပြီးနောက်တစ်ရက်မှာဖြစ်တဲ့အော်တိုဘာ၂ရက်မှာတရင်းဌာနရဲ့ဆက်သွယ်မေးမြန်းမှုအပေါ် TNL ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့တာဖြစ်ပါတယ်။ ရှမ်းမြောက်ကကြောက်မင်းနဲ့နောင်ချုံမျိုးကနေစုတ်ခွာပေးလိုက်ရတဲ့အပေါ်တင်ကန်းစာတွေရပြီးလိုအပ်တဲ့ပြင်ဆင်မှုနဲ့အားသာချက် အားနည်းချက်တွေပြန်လည်တုံ့တက်ပြီးဆောင်ရွက်သွားဖို့ရှိတယ်လို့လည်းပြောပါတယ်။တင်ကန်းစာကတော့အများကြီးရပါတယ်။အများကြီးဆိုတဲ့တိုက်ပွဲနဲ့တချို့ဟာတွေဟာအားလုံးနဲ့သူထင်မြင်ချက်ယူဆချက်နဲ့ရင်းနေတာမျိုးတွေရှိတယ်။တချို့ကလည်းစာတွေပေးပို့ပြီးတော့မှရေးသားတာမျိုးတွေရှိပါတယ်။ကျမတို့ဘက်ကလည်းတင်ကန်းစာတွေကတော့ရယူပြီးတော့မှလိုအပ်တဲ့ပြင်ဆင်မှုတွေလိုအပ်တဲ့အားသာချက်အားနည်းချက်တွေကိုပြန်လည်တုံ့တက်ပြီးတော့မှဆောင်ရွက်သွားဖို့ရှိပါတယ်လို့ လွှဲရည်ဦးကပြောပါတယ်။ကြောင်မင်းနဲ့နောင်ချိုမျိုးကိုဟန်ပြထိန်ထုတ်ပြီးဟန်ပြစစ်တိုက်နေတာမဟုတ်ဘူးလို့လည်း TNL ကပြောပါတယ်။အကောင်ဆုံးခုခံကာကွယ်တိုက်ခိုက်ခဲ့တယ်လို့လည်းဆိုပါတယ်။လက်တလုံးမှာကြောင်မင်းနဲ့နောင်ချိုကိုယာယီစုပ်ပေးလိုက်ရတာဖြစ်တယ်လို့လည်း TNL ကပြောပါတယ်။ဒါပြင် TNL အနေနဲ့စစ်ကောင်စီနဲ့နိုင်ငံရေးသဘောတူညီမှုလည်းရှိမှထားဘူးလို့ဆိုပါတယ်။စီးရင်မှာတော့အလဲအပြောင်းတွေတော့ရှိတာပေါ့လေကိုအေးတာတဲ့အချိန်ရှိသလိုကိုအေးနေတာလည်းရှိပါတယ်ပြင်ဆင်မှုအကောင်းနေသူကတော့ စီရင်မှအနိုင်ရမှာဖြစ်ပါတယ်။ဆိုတော့ကျမတို့ဘက်ကလည်းလိုအပ်တဲ့ပြင်ဆင်မှုတွေလိုအပ်တဲ့အားသာချက်အားနည်းချက်တွေသင်ခန်းစာရယူပြီးတော့မှပြန်လဲပြင်ဆင်ပြီးတော့မှနောက်တစ်ခါဆိုတာအပြောင်းလဲတွေဖြစ်လာနိုင်ပါတယ်။လောလောဆယ်တော့ဘာမှရေရသေးကြတာတော့ပြောပြနိုင်ခြင်းမရှိသေးပါဘူးလို့ရွှေရည်ဦးကပြောပါတယ်။ဒါပြင်ရှမ်းမြောက်ကလက်နက်ကင်တပ်ဖွဲ့တွေအပြင်တော်လရေးတပ်တွေအားလုံးကိုလည်းစစ်ကောင်စီတပ်ကိုအတူပူးတွဲတိုက်ဖို့ဖိတ်ခေါ်တယ်လို့ TNL ကပြောပါတယ်။ အားလုံးပူးပေါင်းဖို့အမြဲဆန္ဒရှိပါတယ်။လောလောဆယ်ကတော့ပူးပေါင်းလာတာမျိုးတွေရှိသလိုမပူးပေါင်းပဲကြန့်ရှိနေသေးတာလည်းရှိပါတယ်။အတက်နိုင်ဆုံးကတော့ကျမတို့ဘက်ကတော့ဒကာဖွင့်ထားပြီးတော့မှပူးပေါင်းဆောင်ရွက်ဖို့အမြဲရှိပါတယ်လို့လွှဲရည်ဦးကပြောပါတယ်။လက်တလုံးမှာအင်အားမများတာတာရဲ့လက်နေခဲရတဲ့လူအင်အားမများတာတာရဲ့ကြောင့်ဆက်လက်ခုခံဖို့ခက်ခဲနေတာကြောင့်ခိတ္တဆုပ်ပေးလိုက်ရတယ်လို့လည်းပြောပါတယ်။လောလောဆယ်ကတော့ကျမတို့နဲ့တက်တူပါဝင်ပြီးတော့ယုံကြည်စွာပါဝင်အားပေးတဲ့သူတွေကိုလည်း ကျမတို့ဘက်ကအတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ဖို့ရှိတယ်။ကျမတို့ဘက်ကလူလူနဲ့အတူပဲကျမတို့ယက်တီနေတာမျိုးရှိပါတယ်။တကယ်လို့လောလောဆယ်မှာမြင်တွေ့နေရတဲ့အပိုင်းဆိုရင်ကျမတို့ဘက်ကပြန်လဲစစ်ဆေးပြီးတော့မှပြန်လဲအားတလာအောင်လုပ်မယ်ဆိုရင်တော့အလဲအပြောင်းတွေရှိလာနိုင်ပါတယ်လို့ခွေးရီဦးကပြောပါတယ်။ဒါပြင်တအောင်းဒေတာနဲ့တနိုင်ငံလုံးကပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့လေကြောင်းကနေဘုံကျဲနေတာကိုအထူးသတိရှိပြီးစစ်ရေးတတိစစ်ရေးအသည့်တွေလမ်းညွှန်မှုတွေလိုက်နာကြဖို့လဲတိုက်တွန်းပါတယ်။